ကျွန်တော် Bible study အာဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးပေါ့နော်ဆိုတော့အဲ့ဘာအကြောင်းအရာလဲဆိုတော့ဖယားသခင်ရဲ့တည်ရှိခြင်းဆိုတဲ့အကြောင်းအရာဟုတ်ပြီဒီမှာလဲထိုးထားပြီနော်ဆိုတော့ဖယားခင်ရဲ့တည်ရှိခြင်းဆိုတဲ့အကြောင်းအရာကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတော့ညီကူမောင်မတွေချစ်တော်ဆရာဆရာမတွေကျွန်တော်ကိုးကွယ်တဲ့ဖယားတကယ်ရှိသလား ကျွန်တော်အသက်တာထဲမှာဘုရားတကယ်ရှိကြောင်းကျွန်တော်တို့သိမြင်ခံစားရတဲ့အတွေ့အကြုံတွေရှိသလားရှိကြတယ်ဟုတ်တယ်နော်ဂျေဇုတော်ကြောင့်ဘုရားရှင်ကသူအတကယ်ရှိတယ်သူအသက်ရှင်တယ်ဆိုတဲ့ဥစ္စာကျွန်တော်အသက်တာမှာတည်တည်နေတကောဘုရားရှင်မြင်တွေ့စေတော့ဘုရားခင်ဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်အသက်တာမှာကျွန်တော်သိရှိတယ် ဖျားခင်တီရှိကြောင်းတည်တယ်ဆိုရင်ဘာဖြစ်လို့တင်ဖို့လိုမှာလဲလို့ကျွန်တော်မိခွန်းထုတ်ကောင်းထုတ်နိုင်ပါတယ်ဆိုဒီတင်ခန်းစာကျွန်တော်တင်ကြရတဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်ဖျားခင်တီရှိကြောင်းကျွန်တော်ဆွေးနွေးပြီးမှဖျားသခင်တီရှိတဲ့အရာကိုရှင်းလင်းစွာထောက်ခံနေတဲ့တက်တဲ့အထောက်အထားတွေကျွန်တော်ပေးရန်ဖြစ်ပါတယ်ယုံကြည်သူအချင်းချင်းမှာတော့ကျွန်တော်ပေးဖို့လိုကောင်းလိုနိုင်တယ်မလိုတာလည်းဖြစ်နိုင်ဒါပေမဲ့ ကျွန်တော်တို့လောကမှာအသက်ရှင်နေတာဖြစ်တဲ့အတွက်ကျွန်တော်နေ့ရက်စဉ်တိုင်းကျွန်တော်ထီသွေးဆက်ဆံနေတဲ့သူတွေနော်များစွာသောသူတွေမယုံကြည်သောသူများစွာကျွန်တော်ထီသွေးဆက်ဆံနေရသေးတဲ့အချိန်ဖြစ်တဲ့လူတိုင်းကထို့ဧဝံဂေလိတည်င်းတရားကြားသည့်ပြီးမှပြောင်းလဲတဲ့အချိန်တွေမရောက်သေးတာလည်းအများရှိသေးတယ်ကျောင်းမလေးရှားမှာဆိုလဲเนาะကျွန်တော်အလုံရှင်တထေးတွေမှာစကျွန်တော်လှုပ်ဖို့ဆောင်ဖက်တီများစွာသောသူတွေရှိသေးတယ်ဆိုတော့ဒီအရာတွေ ကြုံတွေ့တယ်ဆိုရင်တကယ်ကျွန်တော်အသက်တာတည်းမှာဘုရားခင်တည်ရှိကြောင်းကျွန်တော်ဘုရားခင်တည်ရှိတယ်လို့ပဲပြောလို့မရဘူးလေနော်ဘာလဲဆိုတော့အချိုးရဲ့အချောင်းရဲ့ကျွန်တော်ပြောတတ်ဖို့လိုတယ်အချက်အလက်နဲ့ကျွန်တော်ထောက်ပြနိုင်ဖို့လည်းအရာရေးကြီးတယ်ယုံကြည်သူတယောက်ဖြစ်နေပြီးမှကိုယ်ယုံကြည်ကိုယ်ကိုယ်နဲ့ဘုရားခင်တကယ်ရှိကြောင်းကျွန်တော်မပြောနိုင်ဘူးဆိုရင်လည်းတိတ်အစီမပြေလောက်ဘူးဟုတ်တယ်ဟုတ်ကျွန်တော်ဘာကိုယုံကြည်နေတယ်လဲ ဘယ်သူကိုယုံကြည်နေတယ်လဲကိုယုံကြည်နေသူကဘယ်လိုမျိုးရှိတယ်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကကာကနနာတီးပြီးမှအဲ့ဒီကျွန်တော်တီးတဲ့အရာကိုတခြားသောသူတွေအတွက်အလင်းပြန်ပြီးမှထွန်းလင်းဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီနော်ကျွန်တော်စန်းစာအုပ်လုံးမှကြည့်တယ်ဆိုရင်ဖယားခင်တီးရှိချောင်းတကူးတကတက်တည်ပြတဲ့အရာတော့မရှိဘူးနော်မရှိဘူးတက်တည်ထူပြလဲသူတို့မစ조사ဘူးဆိုတော့ကျွန်တော်မြင်တွေ့ရတာ ဖြစ်ပါတယ်။ဒါပေမဲ့ဘုရားခင် ရှိတယ်။ကျမ်းစာထဲမှာဘုရားခင်ကဘာပြောလဲဆိုတော့အာတပိုက်နော်။အာဟေဘဲခန်းကြီး7အပိုက်ငယ်6တစ်ချက်လောက်ကြည့်ရအောင်။ကျွန်တော်ဂျာဘူးနေချက်ကျမ်းပိုက်လည်းဖြစ်တယ်။ဟေဘဲခန်းကြီး7အပိုက်ငယ်6ဟုတ်ပြီကျွန်တော် ထိုးပြထားတယ်เนาะဆိုတော့ဒီအတူတူကဖျောက်ယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားသခင်အထံတော်သို့ချင်းကတော်သူဒီဖျားခင်ရှိတော်မူဒီကို၎င်းခိုးတော်ကိုရှာတော်သူအားအကျိုးပေးတော်မူဒီ၎င်းယုံကြည်ရမည် praise the lord ဆိုတော့ယခုတင်တဲ့ကျွန်တော်ဒီဒီညမှာ ရောက်ရှိလာကြရလဲဗာလဲဖျားခင် ရှိတယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဖြစ်တယ် ဟုတ်တယ်နော်ဘုရားခင်ရှိတယ်ဒီအရက်မှာဘုရားခင်ချိန်ဝတ်တယ်ဒီညမှာဘုရားရဲ့ဝိညာဉ်တော်လှုပ်ရှားတယ်အလုံးလုံးတယ်လွတ်မြောက်ခြင်းနဲ့ခံစားတယ်နော်ဝမ်းမြောက်ခြင်းနဲ့ခံစားတယ်ငြိမ်သက်ခြင်းနဲ့ခံစားလို့ကျွန်တော်ဘုရားရဲ့ဗိမ္မာန်တော်တဲ့လာပြီးမှဘုရားကိုလာပြီးကိုးကွယ်ကြတာဖြစ်တယ်ဟုတ်တယ်နော်ဆိုတော့ဒါတော့ကျွန်တော်တို့အထူးတလေတက်သေးပြစရာမလို့ဘုရားခင်ကလည်းပြောတယ်ဒါကျွန်တော်တို့ဘုရားခင်နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ပေါ့နော် ဖယားခင်စိတ်တော်နဲ့တွေ့နိုင်ဖို့ကျွန်တော်ပါလို့ရအောင်ဆိုယုံကြည်ရမယ်။ယုံကြည်ခြင်းမရှိရင်ဖယားစိတ်တော်နဲ့မတွေ့နိုင်။ယုံကြည်ခြင်းရှိတယ်ဆိုရင်တပတ်မှာဖယားခင်စိတ်တော်နဲ့တွေ့တွေ့မယ်။ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်လာကြတာဖြစ်တယ်။ဟုတ်တယ်ဟုတ်။ဆိုတော့အဲ့ဒါကြောင့်ဖယားခင်ရှိလားမရှိလားဆိုတော့ယုံကြည်ပြီးသားသူတွေတော့ပြဿနာရှိတဲ့ကိစ္စမဟုတ်ဘူး။ရှိတယ်ဆိုတာယုံလို့သူ့ကိုလာပြီးမှချင်းကတ်တယ်၊သူ့ကိုလာပြီးမှကိုးကွယ်ကြတယ်။ ကိုးကွယ်တဲ့အခါအတိုင်းမှာလည်းဘုရားသည်ကျွန်တော်တို့ကိုလက်ချီမပြန်စေတော့ဘုရားရှင်ဖြစ်တယ်။တင်တောင်းတောင်းမတောင်းတောင်းသူ့ကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးကွယ်တဲ့အခါမှာဘုရားခင်ထာနေများစွာသောကောင်းချီးမင်္ဂလာပြန်လဲစီးဆင်းစေနေတော့ဘုရားရှင်ဖြစ်ပါတယ်။နားလည်နေဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။နော်ဒါပေမဲ့တခုရှိတယ်ဂျမ်ပိုက်အာဒီကဖတ်ရအောင်ဆာလံနော်ကျွန်တော်ပေးထားတဲ့ဂျမ်ပိုက်အာ၁၄ခုမြောက်သောဆာလံအပိုက်ငယ်တစ်မှာပါလေ။ဘာရေးထားလဲ။ ဖယားသခင်မရှိဟုမိုက်တော်သူတွေထင်တတ်တယ်တဲ့သူတို့တော့သူတို့ဒီဆွေးမိယူရင်း၍ဆက်ဆုပ်ဖွေတော်အမှုကို ပြုတ်တတ်ကြ၏ကောင်းတော်အမှုကိုပြုတ်တော်သူတယောက်များမရှိတနည်းအားဖြင့်ဒါဖယားသခင်မရှိဘူးလို့ပြောတဲ့သူတွေကဖယားသခင်မတီရှိတာကိုယုံကြည်လို့မဟုတ်ပဲနဲ့သူတို့ရဲ့အသက်တာထဲမှာ ဖယားကအလုတ်မလုတ်တဲ့ခါမှာဒီဖယားမရှိဘူးဆိုတဲ့เนาะအာယူဆချက်တနည်းအားဖြင့်သူတို့ရဲ့ပြဿနာတွေတဲမှာဖယားသခင်ကမကူညီဘူးလို့သူတို့ခံစားတဲ့ခံစားမှုပေါ်မူတည်ပြီးမှသူတို့ယဉ်ချက်ထုတ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။နောက်ဖယားခင်တကယ်ရှိတဲ့ကြောင်းကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်အာအကြောင်းအရာအချက်လက်တွေနဲ့ဆက်ပြီးပြောတော့မှဖြစ်တယ်။ဆိုတော့ဖယားခင်မရှိ ဟုဆိုခြင်းသည်ဘုရားခင်မတီးရှိကြအလိုလိုမယူဆစေပဲလူလောကအမှုကိစ္စကိုတော့ဝင်ရောက်ဆွဖြစ်ခြင်းမရှိဘူးယူဆလို့လူတွေကအဲ့လိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်အာမင်အာမင်အရှင်ပြေလာဘုရားသခင်ကကိုလှုပ်စေခြင်းတဲ့အရာပေါ်မှာမလှုပ်ပဲနဲ့ပြက်ကွက်တယ်လို့ခံစားတဲ့အခါမှာအာဘုရားသခင်မရှိဘူးထင်တယ်ဆိုမှကျွန်တော်လွယ်လွယ်လေးနဲ့လူအနေနဲ့ပြောတတ်ကြလေရှိတယ်ကျွန်တော်တို့အာ ကျွန်တော်တငယ်ချင်းတွေထဲမှာလည်းရှိတယ်။တခါသူ့ရဲ့အမှုကိစ္စအစီမပြေတဲ့ခါမှာဘုရားခင်မရှိဘူးထင်တယ်။ဒါမှမဟုတ်ဘုရားကျွန်တော်ကိုတတ်တတ်ဖယ်ကျင်ထားတယ်ထင်တယ်။အဲ့လိုမျိုးတွေကသူခံစားရတဲ့အခြေအနေရှိတယ်။တကယ်တာကဘုရားမရှိတာဘုရားအလို့မလို့တာမဟုတ်ဘဲနဲ့ကိုလှုပ်စေခြင်းတဲ့အတိုင်းမဖြစ်တဲ့ခါဘုရားကအလို့မလို့ဘူးလို့ကိုယ့်ရဲ့ခံယူချက်ယူဆချက်တက်တက်ပဲဖြစ်ပါတယ်။ဒါပေမဲ့တင်းနဲ့ကျွန်တော်ကိုယ်ွယ်တဲ့ဘုရားရှင်ဒီအမြဲတမ်းအလို့လုံးနေတော့ဘုရားရှင်ဖြစ်တယ်။ ်အာမင်ဖန်ဆင်းခြင်းကျွန်တော်ကြည့်တယ်ဆိုရင်လည်းဘုရားခင်ကအလုပ်လုပ်ပါတယ်သင်နဲ့ကျွန်တော်တို့အားလုံးကိုဖန်ဆင်းတယ်တရပီတရဖန်ဆင်းခြင်းအမှုတွေပြုတ်တယ်ဖန်ဆင်းခြင်းအမှုတွေအကုန်ပြီးဆုံးတဲ့ခါမှာအေးဘုရားခင်ဖန်ဆင်းထားတဲ့အရာ အားလုံးကိုခံစားဖို့ဆန်စားဖို့တဘုရားရှင်လူကိုနောက်ဆုံးမှဖန်ဆင်းတာဖြစ်တယ်ဆိုတော့သင်နဲ့ကျွန်တော်တို့အမြဲတမ်းအလုပ်လုပ်ပေးနေတော့ဘုရားရှင်ဖြစ်တယ်ဆိုကျွန်တော်နားလည်ဖို့ဖြစ်တယ်เนาะဓမ္မဟောင်းကျမ်းစာထဲမှာကျွန်တော် ိတယ်အဲကြည့်တယ်ဆိုရင်ပေါ့နော်ဖရာသခင်ကိုလူလို့တိကျတယ်ကိုစမ်းစာဆိုတယ်ဆိုရင်မှအာကျွန်တော်မြင်တွေ့ရတယ်ဘာဖြစ်လို့အဲ့လိုမျိုးပြောတယ်လဲဆိုတော့လေစမ်းစာထဲမှာရေးထားသမျှမှာဖရာသခင်ကို လူတို့ကတိပိသားဖြစ်တဲ့ပုံစံနဲ့ပဲချပြတယ်စမ်းစာကို ရေးထားတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်နော်သူကဖျားခင်တကယ်ရှိကြောင်းစူးစမ်းပြီးမှအတိတ် အညိုးအနေနဲ့အတိတ်ပဲနဲ့လှုပ်ဆောင်နေတာမဟုတ်ပဲဘုရားခင်ရှိပီးသားဖြစ်တယ်အဲ့ဒီရှိပီးသားဘုရားခင်ရဲ့အာလှုပ်ဆောင်တဲ့အရာတွေပေါ့နော်ကျွန်တော်အသက်တာတွေတာယူမြင်တွေ့ဖို့အတွက်ပဲအာဒီစံစာထဲမှာရေးထားတာဖြစ်ပါတယ်နော်အာကျွန်တော်ကြည့်တယ်ဆိုရင်တမဟောင်းချမ်းချမ်းစာရေးတဲ့သူတွေပေါ့နော်ရေးသားတဲ့သူဘုရားခင်ကိုလူတို့ကတည်နေကြောင်တက်တည်ပြဖို့မလိုဘူးလို့သူတို့ထင်တယ်ပြီးမုတ်သွင်းခံတော့ဘုရားခင်သူတို့နဲ့ တိကျွမ်းနေတယ်လို့စိတ်ချမှုရှိတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတယ်။ဖယားသခင်နဲ့သူတို့တိကျွမ်းတယ်ဖယားခင်နဲ့အချွမ်းဝင်တယ်သူတို့မိသားဖွဲ့နေတယ်ဆိုတာသူတို့ကောင်းကောင်းတိတဲ့အတွက်ကြောင့်ဖယားခင်မရှိဘူးလို့ပြောတဲ့သူတွေနဲ့သူတို့ငင်းခုန်ဘူးလေသူတို့မှာအချောင်းလည်းမရှိသလိုဘာဖြစ်လို့လဲသူတို့ဖယားခင်တကယ်ရှိနေကြောင်းတိတယ်ဟုတ်တယ်နော် တကယ်ရှိနေကြောင်းသိတယ်သိအောင်တာမွေးသူတို့အသက်တာမှာအဲ့ဒီဖရားတခင်နဲ့အကျွမ်းတဝန်ရှိတယ်မိသားရဖွင့်ကြောင်းသူတို့သိလို့ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးသူတို့သိတာဖြစ်တဲ့အတွက်အချင်းင်းဖြစ်နိုင်တဲ့အရာတွေအတွက်သူတို့အချိန်မဖြူဘူးဆိုတော့လေကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်เนาะပြီးရင်ဖရားတခင်ကလူတွေထံကိုသူ့ကိုယ်သူဖွင့်ပြတော့ဖရားရှင်ဖြစ်တယ်ကျွန်တော်လူစူးစမ်းစူးစမ်းမှုနဲ့ကျွန်တော်ဖရားခင်ဘယ်လိုပြောမလဲအာဖရားခင်တိကျွမ်းမိသားဖွင့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဖခင်ကြီးသူကိုယ်တိုင်ထင်ရှားပြမှသူကိုယ်တိုင်ကိုကိုကိုလူတွေထံမှာဖော်ပြမှတနည်းအားဖြင့်အာရဏေဧဝဖန်ဆင်းတဲ့အချိန်မှာလဲဖခင်ကပဲအချိန်မှာအာရဏေဧဝစီလာလဲနေဆောင်တဲ့အချိန်မှာဟုတ်တယ်နော်တနည်းအားဖြင့်ဖခင်ကသူ့ကိုယ်သူဖော်ပြတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်အဲ့လိုပြောလို့ဖခင်ကိုမရှာဘူးလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်ဒါကဒီဘယ်လိုပြောမလဲဒီ ကဲတင်ချင်းစိတ်ချမှုမရခင်အခြေအနေလူတိုင်းရဲ့ဘယ်လိုပြောရည်ဘူးရဖြစ်တဲ့အခြေအနေကိုကျွန်တော်ပြောချင်တာဖြစ်တယ်လူတိုင်းဒီကျောက်ဖျားကိုမတိကျွမ်းအခုတိကျွမ်းပြရတော့ကျွန်တော်ဖျားခင်နဲ့မိသားပြုကျွန်တော်ခေါ်နိုင်တဲ့စကားပြောနိုင်တယ်ဘာလို့လဲကျွန်တော်အဆက်အသွယ်ရှိပြီအဆက်အသွယ်မရှိခင်ဖျားခင်သူ့ကိုယ်သူထင်ရှားပြမှလူတွေကနားလည်နိုင်တယ်ဆိုကျွန်တော်တည်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်ကြတော့အခုကဖျားခင်အိုကိုစကားပြောရဲဆိုတာလေတိလားတိတယ်နော်တိလား တိကြလားမတိဘူးဆိုတော့ကျွန်တော်ပြန်စဉ်းစားဖို့လိုလိမ့်မယ်စိုးရင်စရာရှိတယ်ဆိုတော့ကျွန်တော်ခုစကားပြောလားပြောတယ်နော်တိတယ်နော်အေးဟုတ်တယ်တိလို့တော်သေးတယ်အမလေးကျွန်တော်တယောက်တည်းရှိတာမဟုတ်ဘူးကျေးဇူးတော်ကြောင့်ပေါ့နော်ဆိုတော့ကျွန်တော်ဖရားသခင်ကကျွန်တော်အဆက်အသွယ်ရှိတဲ့ခါမှာဖရားခင်ကိုစကားပြောကြောင့်ကျွန်တော်တိတယ်ဒါပေမဲ့အဆက်အသွယ်မရှိသေးတဲ့သူဝိညာဉ်တည်နေတဲ့သူတွေသူတို့တိလား မသိဘူးဘယ်သူကစကားပြောလဲမသိဘူးတချို့တော့သူအိမ်မက်တဲ့ကနေဖျားစကားပြောတာရှိတယ်ဘယ်သူမှန်းလဲမသိဘူးဝတ်စုံဖြူနေဆိုတာပြောတဲ့အရာကျွန်တော်အာအသက်တာထဲမှာလဲကြားဘူးကြမယ်လို့ယုံကြည်တယ်ဆိုတော့ကျွန်တော်ကြတော့အဲ့ဒီအရာတူးပြီးမှတွေးစရာမလိုဘာလို့လဲဖယားခင်နဲ့ကျွန်တော်အကျွမ်းတဝင်ရှိတယ်ဖယားခင်နဲ့အခြေရှိထားတဲ့သူတွေဖြစ်လို့ဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ဖယားခင်လူတွေကိုသူကိုယ်တိုင်ဖွင့်ပြမှကျွန်တော် နားလည်နေတယ်ကျွန်တော်ကတော့ဖွင့်ပြခြင်းခံရပြီးတဲ့အသက်တာဖြစ်တဲ့သူဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်နော်အဲတချက်ကြည့်မယ်ဆိုမော်ရှင်နဲ့ဒီဓမ္မဟောင်းချမ်းမှာကျမ်းစာတွေပြုစုရေးသားတဲ့သူတွေမှအစပေါ့နော်မောရှိတို့မှဆနော်ဖယားကသူတို့ကိုကိုထင်ရှားပြတယ်ပြီးရင်ဖယားသခင်ကလေဘယ်လိုပြောမလဲ အာဘုရားရှင်အကြောင်းမောရှိတို့ပြောတဲ့အရာဒီတိုင်းဒီလဲသူတို့ရဲ့စိတ်ကူးခြင်းမဟုတ်ဘူးဆိုတာကျွန်တော်နားလဲတယ်ဟုတ်တယ်နော်ကျွန်တော်လည်းပြောနေတဲ့ကကျွန်တော်စိတ်ကူးခြင်းမဟုတ်မဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ဘာလို့လဲဘုရားရှင်ကိုယ်နဲ့ကျွန်တော်စကားပြောတယ်ဘုရားရှင်ဖွင့်ပြတယ်တနည်းအားဖြင့်ကျွန်တော်အထေးကနေအတွင်းဝိညာဉ်နဲ့ဖွင့်ပြတဲ့အရာလဲများစွာရှိမယ်ဆိုတော့ဘုရားအဲ့လိုမျိုးစကားပြောတာသိတယ်သိယုံတာမကအဲ့ဒီလိုဘုရားရှင်စကားပြောကြုံတွေ့ရတဲ့အရာပေါ်မှာကျွန်တော်သင့်ပြည့်စေကျွန်တော်ယုံကြည်ခြင်းကိုလဲဒါ၍ ခိုင်ခန့်လာတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတယ်။နော်ဖခင်တီရှိချောင်းတရုတ်ဖို့ပြတာရခြင်းအကြောင်းရင်း၃ခုတစ်ချက်လောက်ကျွန်တော်ကြည့်အောင်နော်။ဘယ်လိုအကြောင်းရင်းလဲဆိုတော့နံပါတ်၁ဒီဖခင်ကိုရှာတော်သူအားသဘောပေါက်စေရန်ဖခင်တီရှိချောင်းတက်တည်ပြောက်ကျွန်တော်စ조사ကြတယ်။ဖခင်ကိုရှာတော်သူများသဘောပေါက်စေရန်နော်ဖခင်ကိုရှာတော်သူများသဘောပေါက်စေရန်ဟုတ်ပြီအာ ဘယ်လိုဘယ်လိုမျိုးလဲဆိုရင်တချို့သောသူတွေယုံကြည်ခြင်းဝေဝါးနေပြီမှာเนาะအာယုံကြည်ခြင်းဝေဝါးနေပြီဘုရားခင်ကိုယုံကြည်လို့တော်လဲယုံကြည်ခြင်း ਨੇ ဒါမဲ့သူတို့ယုံကြည်ခြင်းကဝေဝါးနေတဲ့သူတွေเนาะအဲ့ဒီလူတွေအတွက် အာကျွန်တော်သဘောပေါက်စေဖို့အတွက်ကျွန်တော်အာဘယ်လိုပြောမလဲဒီအရာကိုကျွန်တော်ပြောရခြင်းဖြစ်တယ်เนาะကျွန်တော်ဘေးပတ်ဝန်းကျင်မှာလည်းရှိနိုင်တယ် မီးစမ်းခြင်းနဲ့အသက်တာလေးနော်ဒီဖရာကြောင့်တည်ခြင်းနဲ့ဆိုမှကျွန်တော်ရှာနေတဲ့သူတွေရှိနိုင်တယ်အဲ့လိုမျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ဒီအရာကိုကျွန်တော်အသုံးချဖို့ဖြစ်တယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါမာတီလူကာ16 3 sorry နော်အာလူကာ16 30 30 30ဖြစ်လိမ့်မယ်ကျွန်တော်အာရေးတာမာတော့လို့နော်အာတစ်ချက်လေးလို့သွားတယ်ဆိုတော့အဲ့မှာဘယ်သူ့အကြောင်းကျွန်တော်တွေ့ရလဲဆိုတော့တထေးကြီးနဲ့ လာဇရုအကြောင်းတွေ့ရတယ်။ဟုတ်တယ်နော်။ဆိုတော့အဲ့မှာတထေးကြီးနဲ့လာဇရုကဘယ်ရောက်သွားလဲ။တည်တဲ့ခါမှာ US ရောက်သွားတာလား။ US တော့မရောက်ဘူးနော်။ဆိုတော့သူဘယ်ရောက်သွားလဲဆိုတော့ပရဒိတုပုံကိုရောက်သွားတယ်ဆိုတော့ကျွန်တော်ဒီအကြောင်းရောက်ကျွန်တော်တီပိသားဖြစ်တဲ့အတွက်အကျေတဝဲမပြောတော့ဘူးနော်။ဆိုတော့အဲ့မှာဘာတွေ့ရလဲဆိုတော့အာတထေးကငရဲ့ညင်းဆဲခြင်းနှိပ်စက်ခြင်းတွေမြင်ရတဲ့ခါမှာသူဘာပြောလဲ သူ့ရဲ့ညီကြီးပေါ်မှာရှိသေးတယ်သူ့ရဲ့ညီတွေเนาะသူ့ရဲ့ညီကိုတွေတတိပေးဖို့ရန်အတွက်ပေါ့เนาะအာလာဇရုကိုဖြစ်ဖြစ်ပေါ့เนาะဆေးလွတ်ဖို့တေချင်းတေချင်းကနေပြန်ပြီးမှရှင်ပြန်ထမြောက်စေမှဆေးလွတ်ဖို့တောင်းဆိုတယ်ဒါပေမဲ့အာဗြံဘာပြောလိုက်လဲအမသူတို့ဒီတဲ့မောရှိစကားပရောဖက်တို့စကားကိုနားမထောင်ရင်တယောက်တော့သူဒီတေချင်းမှထမြောက်တော့လဲ မယုံကြည်နိုင်ကြောက်အာဗြဟံဆိုသည်ဟုမိန်တော်မူ၏လို့ပြောတယ်။ဆိုတော့ဖယားခင်ကဒီမှာပြောတယ်မောရှိနဲ့ဘယ်သူ ਈ လဲ prophet တို့ဆိုတာဒီတမဟောင်းကျမ်းတစ်ခုလုံးမှာရှိသောအာဖယားခင်အလုတ်လုတ်တဲ့အရာတွေဖယားရှင်အသုံးပြုတဲ့ prophet ရဲ့ပြောပြချက်အရာခသိန်းဒီလောက်များစွာသောအကြောင်းအရာတွေကတက်တေပြခဲ့ပြီးပြီးဒီအရာကိုဘယ်လိုပြောမလဲငါတကယ်ရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်အာ အမျိုးမျိုးသောနမိတ်လက္ခဏာတွေနဲ့လည်းပို့ဆောင်တယ်လှုပ်ဆောင်ပေးတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ဒီအရာတွေတော့မယုံဘူးဆိုရင်တည်တဲ့သူတယောက်ပြန်ရှင်ပြပြောရင်လည်းယုံမှာမဟုတ်ဘူးဆိုတာပြောလိုက်တာဖြစ်တယ်။တနည်းအားဖြင့်အဲ့ဒါကဘာလဲဆိုတော့သူတို့ငင်းဆန်တဲ့သဘောကိုအတိက ပြောချင်တာဖြစ်တယ်နော်။အာတချို့သောသူတွေကအဲ့လိုမျိုးရှာပွေတဲ့ခါမှာဘာလဲဆိုတော့မယုံကြည်တာမဟုတ်ပဲနဲ့လေသူတို့ရဲ့စိတ်အပိုင်းဆိုင်ရာမှာပြဿနာရှိလို့ဖြစ်တယ်။ ယုံကြည်ခြင်းဆိုတဲ့အရာကဘာလဲဆိုတော့အုံနောက်နဲ့ဆိုင်သောကိစ္စမဟုတ်ဘူးအဲ့ဒါကယုံကြည်ချက်ဘာနဲ့မဆိုင်ဘူးလဲအုံနောက်နဲ့ဆိုင်တာမို့ဆိုတော့ကျွန်တော်ယုံကြည်တဲ့ခါမှာအုံနောက်နဲ့ယုံကြည်တယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတဲ့အဖြေပဲပို့ရတာဖြစ်တယ်ဟုတ်တယ်နော်တခါလေကျွန်တော်မှယုံကြည်ခြင်းမျိုးစိဟာလာပါလိမ့်မယ်နော် on the way ဖြစ်နေသေးတယ်ဆိုတော့ on the way လဲလာအောင်မယ်ဆိုတော့ယုံကြည်ခြင်းကတိပေးတဲ့ခါမှာကျွန်တော်တွေးတယ်ဆိုရင်ကျွန်တော်အတွေးနဲ့ဆိုရင်အဆင်ပြေလား မဖြေဘူးလခေါ်ငါဘယ်လောက်ပေးရမယ်အိမ်ကိုဘယ်လောက်လွှဲရအောင်မယ်အခုဆိုရင်ပို့ဆိုးပေါ့နော်အာတချို့သောသူတွေရှိရဒါလေးအာ upgrade လုပ်ဖို့လိုတယ်ဒါဝေဖို့လိုတယ်ဆိုတော့ငါဒီယုံကြည်ခြင်းကလေးပေးလိုက်တယ်ဆိုရင်ငါအဲ့ဒီအတွက်စင်ပြေမလားဆိုကျွန်တော်တွေးတဲ့အချိန်လည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ဒီမှာဘာပြောဆိုယုံကြည်ခြင်းကပါလေအုံနောက်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘာနဲ့လဲဘာနဲ့ပဲဆိုင်တယ်လဲဆိုတော့စိတ်ဓာတ်နဲ့ပဲဆိုင်တဲ့အရာဖြစ်တယ် တနည်းအားဖြင့်ကျတော့စိတ်ဓာတ်နဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲဆိုင်သောအမှုရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေဖို့ဖြစ်တယ်။ယုံကြည်ခြင်းကတိပေးတဲ့အခါမှာတင့်အောင်အောင်နဲ့တွေးတွေးပြီးပေးတယ်ဆိုတော့တင့်ယုံကြည်ခြင်းနဲ့ပေးကောင်းပေးနိုင်ပါလိမ့်မယ်တွတ်ချက်ပြီးမှဒါပေမဲ့ဒီအရာကဥမာအငါဒီလောက်ရစရာရှိဆိုတော့ဒီလောက်ပေးလိုက်မယ်ဆိုရင်တကယ်ပေးနိုင်ရင်လဲကျွန်တော်စိတ်ထဲမှာဂျင်းတဲ့ဝမ်းမြောက်ခြင်းတွေအဲ့လောက်မခံစားဘူး ဒါပေမဲ့ကျွန်တော်မတတ်နိုင်တဲ့ပမာဏတစ်ခုခုယုံကြည်ခြင်းနဲ့တနည်းပြကျွန်တော်စိတ်တခိုင်ခိုင်မာမာနဲ့ဆုံးဖြတ်ချက်ချပေးပေးလိုက်တယ်ဟုတ်တယ်နော်တနည်းပြကျွန်တော်နှလုံးသားကိုပေးလိုက်တယ်ပေးလိုက်ပြီးမှအဲ့ဒီပေးတဲ့အရာပေါ်မှာတကယ်တမ်းဘုရားခင်အမှုပြုတဲ့အရာ ပေးနိုင်တဲ့အချိန်ကျကျွန်တော်ရရှိတဲ့ဝမ်းမြောက်ခြင်းကဘာနဲ့မှမလဲနိုင်ဘူးဖြစ်တယ်ဒီအတင်းတော့မှရှိတဲ့အတင်းတို့အတင်းသားတွေကတော့ဒီအတွေ့အကြုံတော့အများကြီးကြုံခဲ့ပြီးပြီဆိုတော့ကျွန်တော် တည်လဲတည်ပါတယ်ဆိုတော့ဘုရားခင်ကျွန်တော်ပြတ်ကျော်စေတဲ့အရာတွေเนาะကျွန်တော်လူအနေနဲ့မိသားစုနဲ့မတတ်နိုင်ဘူးစိတ်တိုင်းစဉ်းစားဆိုမတတ်နိုင်ဘူးဆိုတဲ့အခြေအနေများစွာကျွန်တော်ဘုရားရှင်ပြတ်ကျော်စေနေတာဖြစ်တယ်ဟာလေလုယာထိုအရာပေါ်မှာကျွန်တော်ဆက်ပြီးမှကျွန်တော်ဘုရားပေါ်မှာယုံကြည်ခြင်းခိုင်ခန့်ဖို့ခိုင်ခန့်စေဖို့အတွက်ပဲဖြစ်ပါတယ်အာမင်ဘာလို့လဲဘုရားကအမှုပြုတယ် အမှုပြုတ်တဲ့အရာတွေကျွန်တော်အသက်တာမြင်တွေ့ရှိတယ်အဲ့ဒီမြင်တွေ့တဲ့အရာတွေပေါ်မှာဂျေဇုတော်ချီးမွမ်းတဲ့ဘုရားရှင်တတ်နိုင်ခြင်းတနည်းအားဖြင့်ဘုရားရဲ့အတူရှောက်လန်းပေးခြင်းဘုရားနဲ့တူချီးလန်းလန်းခြင်းတွေတာ၍ဆက်လန်းဖို့ပဲဖြစ်ပါတယ်။နော်ဘုရားရှင်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။အာတစ်ချက်လောက် music စင် music တမားတွေ worship တင်နေနေရယူပေးစေခြင်းပါတယ်။နော်ဆိုတော့ အကြောင်းရင်းနှစ်ကိုတစ်ချက်လောက်သွားရအောင်ယုံကြည်ပြီးသားသူတွေယုံကြည်ခြင်းကိုခိုင်ခန့်စေရန်အတွက်ဖြစ်တယ်ဆိုတော့ခုနကကျွန်တော်ပြောတော့ပြီပြီနော်ယုံကြည်သူမဲ့တဲ့တူချက်မြောက်လေးလာကြယုံကြည်လာဖို့ကျွန်တော်ယုံကြည်လာဖို့မဟုတ်ဘဲယုံကြည်တော့အကြောင်းဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းကခိုင်ခန့်လာပြီကျွန်တော်ယုံကြည်ခြင်းတာရွတ်ခိုင်ခန့်တယ်ခိုင်ခန့်လာတယ်ဆိုရင်ဘာလုပ်လဲကျွန်တော်ဒီလိုမျိုးပြန်ပြောထုတ်တယ် ပြောထိုးတဲ့ခါမှာတခြားသောတပည့်တော်တွေပေါ်မှာထူယုံကြည်ခြင်းတွေကိုးစားဖို့တဖြစ်ပဲ။အာမင်။ဆိုတော့တင့်ရဲ့ယုံကြည်ခြင်းပေါ်မှာဖျားရှင်အမှုပြုတယ်အမှုပြုတဲ့အရာကျွန်တော်ပြောထွက်ဖို့လဲလို့တယ်ပြောထုတ်ဖို့လဲလို့တယ်ပြောထုတ်လိုက်တဲ့ခါမှာဘာဖြစ်လဲတခြားသောယုံကြည်သူတွေပေါ်မှာချက်ပြီးမှကိုးစားတယ်။ဆိုတော့အကြောင်းရင်းသုံးတစ်ချက်သွားမယ်။ဖျားခေတပါဝအကြောင်းကျွန်တော်တိကျွမ်းခြင်းကိုကြွေဝတ်စေရန်အတွက် เนาะနံပါတ်3မှာဘုရားခင်တပါဝတ်အကြောင်းကျွန်တော်တည်ကျွမ်းခြင်းကိုခြေဝစေရန်အတွက်ဆိုတော့ဘုရားခင်အကြောင်းလွှဲပြီးကျွန်တော်စဉ်းစားเสียလောကမှာယုံကြည်သူတွေတခြားစဉ်းစားเสียအကြောင်းတွေတိတ်မရှိပါဘူးလုံးဝမရှိသလောက်ပါเนาะကျွန်တော်အတွက်ဘုရားခင်အကြောင်းမဲ့စဉ်းစားမယ်ဘုရားခင်အကြောင်းမဲ့ကျွန်တော်ကျွမ်းဝန်စွာနဲ့လေ့လာဖို့ပဲဖြစ်ပါတယ်เนาะသူဘုရားနဲ့ပဲကျွန်တော်သွားမယ်เนาะဘုရားနဲ့ပဲကျွန်တော်အာတင်ယူမယ် ဖះရှင်စီရတင်ယူမယ်လေ့လာမယ်နော်လေ့လာမယ်တင်ယူမယ်တင်ယူလာလေလေဖះနဲ့ပူ၍တည်ကျွမ်းလာလေလေဖြစ်တယ်ဆိုတာကျွန်တော်တို့အာနားလည်ဖို့ဖြစ်ပါတယ်โอเคကျွန်တော်ဖះနဲ့ယင်ကျွန်တော်နဲ့ယင်းနေကျွမ်းဝင်ခြင်းတယ်ဆိုရင်ကျွန်တော်နဲ့မြတ်မြတ်ထိတွေ့ဆက်ဆံဖို့လိုတယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်နော်ကျွမ်းဝင်ဖို့ကထိတွေ့ဆက်ဆံဖို့အများကြီးလိုတယ်တနည်းအားဖြင့်ကျွန်တော်နဲ့ကျွမ်းဝင်လာလေကျွန်တော်ရဲ့သဘောတဘာဝအတင်ပို့ပြီးနားလည်လာလေလေဖြစ်တယ် တစိမ့်တယောက်ကျွန်တော်အကြောင်းနားလည်ဖို့မလွယ်ဘူးလေနားနားလည်တယ်လို့ပြောတော့အဲ့ဒါလိမ့်တာပဲဖြစ်မှာဒါမို့တစင့်တကားတစင့်ချားပြီးမှအဲ့ဒီအရာနဲ့သူတိတာပဲဖြစ်မှာဒါပေမဲ့ကျွန်တော်အကြောင်းပို့တိကျင်တယ်ဆိုရင်ကျွန်တော်နဲ့ဒါရွေကျွန်းကိုကျွန်တော်နဲ့ဒါရွေပေါင်းတင်ဆက်ဆံဖို့အရန်လို့ဒါကကျွန်တော်အမှန်တရားပဲ နော်အဲ့လိုပဲဖရာရှင်ရဲ့တဘာဝချက်တော့ပူတိကျွမ်းချင်းသူ့အကြောင်းပူ၍လေးလာဖို့သူနဲ့တာ၍ရှင်နေကျွမ်းဖို့လိုတယ်ဆိုတာပြောနေပေါ့နော်အာ Bible စာတွေကိုဒီတစ်ဖက်နားချင်တာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်နောက်ဘက်မှာပြပြီးမှအာအတူတူကလေးလာကြမှာဖြစ်ပါတယ်ခဏလောက်ဒီဘက်ဆူတောင်းရအောင်